အားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ US Stable Coin Obre ထွက်လာဖို့စီနေလွတ်တော်ကခွင့်ပြုပေးလိုက်ပြီးဆိုတဲ့သတင်းနဲ့အတူ Stable Coin ထုတ်ဖို့ဂျမားရဲ့ Angro Season ၄ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ညီမကတော့ Season 10ဆက်သူ Kiki ပါ ထမအောင်ဆုံးတည်င်းတဘောအနေနဲ့ US တေဘကွန်ဥပဒေထွက်လာဖို့စီရင်လှတော်ကခွင့်ပြုပေးလိုက်ပြီးဆွေတည်င်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ US မှာ stable coin နဲ့အတွက်ဥပဒေတစ်ခုဖြစ်တဲ့ Gene ရဲ့ guiding နဲ့ establishing national innovation for US stable coin ဥပဒေပြုရေးကိုရှေ့ဆက်ဖို့စီရင်လှတော်ရဲ့ထောက်ခံချက်ရသွားခဲ့ပါပြီ။ဒီဥပဒေကိုရှေ့ဆက်တဲ့မဆက်တဲ့မဲခွဲဆုံးဖြတ်ရမှာ6830မဲရတဲ့နဲ့ရှေ့ဆက်ခွင့်ရသွားခဲ့တာဖြစ်ပြီး အခု HOR House of Representatives ကိုပို့ပြီးဆုံးဖြတ်ချက်ဆက်ခံယူရမှာပါ။ Junior at အတွက်စီနေလွှတ်တော်အတွင်မှာလည်း Democrat အမတ်တွေဘက်ကဝေဖန်မှုတွေအများကြီးရှိခဲ့ပြီးအထူးသဖြင့် Donald Trump နဲ့သူ့ရဲ့မိသားစုပိုင်း Crypto ပိုင်းလုပ်ငန်းတွေထရဟိုရာရဲ့အတွက်တည်တံ့ဖိတ်ကြွေးခဲ့တဲ့ညစာစာဝဲနဲ့ဆက်ဆက်နေတဲ့အကျိုးစီးပွားပလီပခတွေကိုအဓိကထားဝေဖန်ခဲ့ကြပါတယ်။ထရဟာသူ့ရဲ့ခရစ်တိုစီးပွားရေးကနေတဆင့်စီးကြခွန်ကင်းလို့ခွင့်နေ လူငင်းချမ်းသာခွင့်နေတဲ့အစိုးရတွိတ်ဆုံမှုတွေကနေဒေါ်လာဘီလီယံပေါင်းများစွာဘီလီယံပေါင်းများစွာကိုဖန်တီးရယူခဲ့ကြောင်းဒီမိုကရက်အမတ်အဲလစ်ဘတ်ဝါရန်ကဝေဖန်ခဲ့ပြီးဂျီနီယာအက်ကိုရှေးဆက်ခွင့်ပေးလိုက်မယ်ဆိုရင်စီနေလွတ်တော်ဟာဒီလိုအကျင့်ပြတ်ချဆမှုကိုကောင်းချီးပေးတယ်လို့ဖြစ်သွားမယ်အပြင်ပိုပြီးတိုးချဲ့ခွင့်မှပြုလိုက်ရကြမှာဖြစ်ကြောင်းဆိုခဲ့ပါတယ်ဂျီနီယာအန်နဲ့ပတ်သက်တဲ့ညှဉ်းခုံမှုတွေကြားမှာမီတာရဲ့စတေဘယ်ကွိုင်းကိစ္စလည်းပါဝင်ခဲ့ပြီး မီတာဟာသူ့ကိုယ်ပိုင် stable coin ထုတ်ပြီးထိန်းချုပ်ခွင့်ရသွားမယ်ဆိုရင် user တွေရဲ့ငွေအလွယ်ပြောင်းအချက်အလက်တွေကိုရသွားနိုင်မှာဖြစ်ပြီးမီတာအနေနဲ့ဒီ data တွေကိုအပြင် company တွေကိုရောင်းစားပြီးအကျိုးအမြတ်ရှာတာမျိုးတွေဖြစ်လာနိုင်ကြောင်းလည်းဝေဖန်ထားကြပါဗျ။ဒါကြောင့်လာမဲလာတဲ့အတွင်း US မှာ stable coin တွေနဲ့ပတ်သက်လို့ပွဲကြီးကြီးတွေတွေ့ရနိုင်ချေရှိပြီး industry အတွက်ဘယ်လိုမျိုးအကျိုးသက်ရောက်လာနိုင်မလဲဆိုတာလည်းစိတ်ဝင်စားစရာပါပဲ။ ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ stable coin ထုတ်ဖို့ဂျမားရဲ့ angro season နေ့ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။တရုတ်ဘီလီယံနာတယောက်လည်းဖြစ် Alibaba ရဲ့ဒီထောင်သူလည်းဖြစ်တဲ့ဂျမားပိုင် An International ဟာ Singapore နဲ့ Hong Kong မှာ stable coin license ရှာဖို့ကိုစိတ်ဝင်စားနေကြောင်း Bloomberg သတင်းဌာနကပြောလာပါတယ်။အော်ဂလာမာတဲ့ကစတင်အသက်ဝင်မယ်လို့ယာထားတဲ့ Hong Kong Stable Coin ဥပဒေနဲ့အတူ Angru ရဲ့ Singapore အခြေစိုက်လုပ်ငန်းခွဲဖြစ်တဲ့ An International ဟာ ဈေးဘက်ကွန်လိုင်းစင်ရှောက်ဖို့ကြိုးစားနေတာဖြစ်ကြောင့်တရင်ရေးမြစ်တွေအရတည်ရပါတယ်။အန်ဂရုအနေနဲ့ဟောင်ကောင်အပြင်စင်ကာပူနဲ့လက်ဇုံဘန်နိုင်ငံတွေမှာပါဈေးဘက်ကွန်လိုင်းစင်ရှောက်ဖို့ရှိနေပြီးဈေးဘက်ကွန်ထုံးမဲ့ကမ်ပဏီကြီးတွေစီးရင်မှာအန်ဂရုလည်းပါဝင်လာတော့မယ်ပုံပါပဲ။အန်ဂရုဟာအလီဘာဘာနဲ့ချိတ်ဆက်ထားတာလည်းဖြစ်လို့ကိုပိုင်းစတေဘယ်ကွန်ထုတ်ပြီးရင်အတုံးချနိုင်ဖို့ Alibaba Market Play လည်းရှိနေသလိုကမ္ဘာအကြီးဆုံး Digital Payment Platform ဖြစ်တဲ့ Alipay လည်းရှိနေပါတယ်။ LEB ဟာတက္ကသိုလ်လုံးမှာမာချန်ပေါင်း80မီလီယံကျော်နဲ့ user ပေါင်း1.3ဘီလီယံကိုဝန်ဆောင်မှုပေးနေတာကြောင့်ဒွေငွေပေးချေမှုစနစ်တွေမှာ stable coin တွေပါလာမယ်ဆိုရင် stable coin ဈေးကွက်ဟာအတော်လေးကိုကြီးလာနိုင်ပါတယ်။ဒါပေမဲ့အခုချိန်ကတော့သတင်းထွက်ဆဲကာလာတာရှိနေသေးတာကြောင့်တကယ်ဖြစ်လာမလားဆိုတာနဲ့ဘယ်လိုပုံစံနဲ့ထွက်လာမလဲဆိုတာစောင့်ကြည့်ကြရအောင်ပါ။ အန်ဂရိုရဲ့အန်တီဂျီတဲ့ဟာဆိုရီဘလော့ချင်းနဲ့ပေါင်းပြီး tokenization ကိစ္စတွေဆောင်ရွက်သွားဖို့ရှိထားတာကြောင့် NO ရဲ့ stable coin ကိုဆိုရီပေါ်မှာတိစောက်သွားနိုင်ခြင်းရှိနေပါတယ်။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။